အားလုံးပဲမင်္ဂလာပါရှင်။ Freedom for Future Channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးမြတ်တန်းတင်ဘာသာပြန်ထားတဲ့လာချင်းကောင်းသောအရှင်ဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။လာချင်းကောင်းသောအရှင်အခန့်ရှိတခါတော့ကျုံနဲ့နောင်တော်တို့နှစ်ဦးသည်ဥယျာဉ်ထဲတွင်မြင်းစည်းနေကြသည်။နောင်တော်ကမြင်းမော်တွင်ထိုင်လိုက်လာရင် ငါဟာမြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်သလားစัจဝရေမင်းဖြစ်ချင်သလားကဘာမှာအလှပဆုံးဆိုတဲ့မောင်မတွေကို ပိုင်ဆိုင်ပြီး အကောင်ဆုံးအဖိုးအထိုက်ဆုံးတွေဆိုတဲ့ယတနာတွေကို ပိုင်ဆိုင်ခြင်းသလားမပိုင်ဆိုင်လိုဘူးအာနန္ဒာဒါတွေကိုငါတစ်ခုမှမပိုင်ဆိုင်လိုဘူးမြင့်မြတ်ခြင်းဆိုတာရောမပိုင်ဆိုင်လိုဘူးလားနောင်တော့မြင့်မြတ်ခြင်းဟာမတိမြဲတဲ့အရာ ဆိုလို့ရှိရင်အဲ့ဒီအရာကိုလည်းငါမပိုင်ဆိုင်လိုဘူးညီတော် တခါတွင်လဲခမဲတော်တုတ်တော်ရဏမင်းကြီးကတားတော်ဟာမင်းစည်းစိမ်ကို တွေ့တာချင်းမရှိဘူးသူ့မှာအမြဲတစေလိလနေတာနဲ့ပဲအချိန်ကုန်နေတော့တာပဲဟုညီးတီတွင် နောင်တော်သည်ခမဲတော်ကိုကာရဝပြုရမှခက်တိုးတိုးဖြင့်မင်းသားအဖြစ်ကနေပြီးမင်းအဖြစ်ကိုခံရတာဟာမြေရည်ထဲကိုအဝိုးပလာနဲ့ဆင်းပြီးအလွန်လေးလံတဲ့အဝိုးတစားတို့ကိုဝှဆင်ပြီးကမ်းမော်တက်လာရသည်နှင့် တူလာပါသည်ခမဲတော်ခရာဟုရှောက်တင်တန်ကိုကြားလိုက်ရဘူးသည် ။တင်းညင်းနေ၌ကျုပ်တို့သည်ကြာခံပြီးရှိထိုင်ကုန်ပေါ်တွင်ထိုင်ရင်းကားကြည်သည်များသီဆူဖြော်ပြေးနေကြသည်ကိုနားထောင်ရမှနောင်တော်သိတတ်ထသည့်တစ္ဆာပန်းမွေများကိုခူကပန်းလွာကလေးများကို ရေထဲသို့ပစ်ချလျက်ရှိ၏။ထို့သောပန်းလွာကလေးများကိုခြွေချ၍ပြည့်နေရမှကျုပ်ဘက်သို့လှဲ့ကကြည်စမ်းညီတော်ရေခံထဲမှဆိုတော့ပန်းဝတ်လွာလေးတွေဟာဘယ်ကူမှမျိုးမသွားကြပဲတနေရာထဲမှာပဲဝဲလဲနေကြတယ်။မြစ်ထဲမှာဆိုရင်တော့အခုလောက်ဆို မျောပါသွားကြပြီ အဝေးကိုရောက်သွားလောက်ပြီထို့နောက်နောင်တော်သိတဲ့ထသည်မဟူရာရောင်နတ်မောင်နေသောရေကန်ထဲသို့ကြောင်စီခဲတလုံးကို ကောက်၍ပြစ်ချလိုက်သည်ခက်စောစောကကရင်ပြင်းထဲတွင် ရွှေနန်းတော်အဆောင်အယောင်အနန်းနန်းမှထွန်းညိထားသောမီးရောင်တို့သည်၎င်းကကြေသည်များ၏အရင်များသည်၎င်းကျုပ်တို့၏အရင်များသည်၎င်းကံရည်ပြင်တွင် ထင်လျက်ရှိကြ၏တို့ရာတွင်နောင်တော်သိတဲ့ထကကြောက်ခဲကလေးများကိုပြစ်ချလိုက်သောအခါ၌က ထိုအရာအလုံးတို့သည်မှုံဝါပြောက်ွယ်သွားကရေထဲတွင်ဝူတူဝါတာအကြောင်းများကိုသာမြင်ရသည်ခဏကြာသည့်အခါတွင်မူကံရည်ပြင်သည် ပြန်၍ငိမ့်သက်သွားကမိယောင်များနှင့်အရင်များသည်ခက်စောစောကအတိုင်းပုံမှန်ပြန်၍ပေါ်လာကြ၏မြင်နေမဟုတ်လားညီတော်ငါတို့ရဲ့ဘဝတွေဟာလေဒီရည်ပြင်တဲကအရေးတွေနဲ့ဘာများထူးသေးလို့လဲရှီဝါဟာဖန်ဆင်းနေပြီးတော့ဖြည့်ဆည်းပစ်တယ်တို့တွေတေလွန်တဲ့နောက်ပိုင်း တို့ရတွေဟာပြန်လဲမွေးဖွားကြပြန်တယ်ပြက်ချင်ရင်လည်းတခဏလေးပဲမိုးကြိုးဆက်ခမှကပ္ပတည်ရီကိုမျိုးမမဟုတ်ဘူးဂဲကလေးတစ်စုပ်ကျဲလိုက်ရုံနဲ့လည်းဒုဘဝတွေတို့ရုပ်တွင်နေဟာပျက်စီးသွားနိုင်တာပဲဤသည်တို့မှာထိုအချိန်လောက်ကနောင်တော်သိတဲ့ထပြောဘူးသောစကားများကိုကြုံမှတ်မိသလောက်ပြန်ရေးပြခြင်းဖြစ်သည်ကြောက်စီရခဲလေးများကိုကျဲပတ်နေသောနောင်တော်ဤလမောင်းညူညူများ မဟူယာကြောင်းနှက်တို့စီချဲထားသည့်ကြာကံရေကံထဲတွင် အရိတ်တွေရောရှက်သွားသည့်ကားကြေတဲ့တို့အရင်များနှင့်ငြိမ်သက်သွားသည့်အခါတွင်တပံပြန်ပေါ်လာသည် နောက်နေများ၌ကျုပ်သည်ဟိမွန်လာတောင်ချေရင်ရှိပြည်နယ်တစ်ခုသို့တန်အဖွဲတစ်ဖွဲ့ဖြင့်သွားနေရသည်ထိုပြည်နယ်သို့ရောက်သည့်အချိန်မှစ၍ကျောက်တီနောင်တော်သိဒ္ဓထံသို့စာများရေးခဲ့သည်တို့ရတဲ့နောင်တော်ထံမှမူစာတစ်စောင်မှပြင်စာမရခဲ့ မျော်လေတိုင်းတွင်တောင်နှင်းများကြီးများဖြူပြသောကမ်းမဆောက်များအင်ဂျင်တော်များကိုသာမြင်နေရသည်ကျုပ်သည်နောင်တော်မှဒီမြကြကြထိတကားမှမခွဲစဘူးထောပတ်စီတို့ဖြင့်ထွန်းထသည့်စီမီးခွက်များနှင့်အေးဆက်သောလက်ဖက်ရည်ကြမ်းများကိုတောက်ရင်ကျုပ်သည်လူဘဝမှပြောင်းလာက အချားပုံတို့ရောက်နေသည်ဟုပင်ကျုပ်စိတ်ထဲတွင်ထင်လိုက်မိသည်သို့ဖြင့်ကျုပ်သည်အာအာရှိလျင်တင်းမြင်ခွေးထံကတက်မထားခြင်းသည် ်အင်းဒီသားမင်းတို့ဤချေဖြင့်ရှုသောမိဘုံဘေးတွင်ကြားရည်ကိုခင်း၍ထိုင်ရင်းနေပြည်တော်ကိုသာတရိယာနေခဲ့သည်အထူးသဖြင့်ကျုပ်သည်နောင်တော်သိဒ္ဓထကို တရိယာနေသည်တခါတရံတွင်မူနောင်တော်သည် ကျုပ်ဘေးတွင် လာရောက်ထိုင်းနေတတ်သည်ဟုပင် စိတ်ထဲတွင်အောင့်မေ့လိုက်မိသည်တောင်ပြီးဆုံး၍ကျုပ်တို့တန်ဖွဲ့သည်တပိလဝုပြည်သို့ပြန်လာကြသည် ကျုပ်တို့သည်တောင်ကြားလမ်းများအတိုင်းဆင်းလာခဲ့ကြစဉ်ကပိလဝုပြည်အကြောင်းကို တွေ့တော်ရင် လိုက်လာခဲ့ကြသည်တပိလဝုပြည်နေဆက်အနေရောက်သည့်အခါတောအုံများနှင့်ကွင်းပြင်ကျဲကြီးများကိုမြင်လိုက်သည့်အခါတွင် ကျုပ်ဝန်းသာဘုံမှစူဝဲရာမရှိတော့ပြီကိုဇာတိရဲ့ရွာသားလင်းကိုကိုပိုင်ဆိုသည်သာလူတရားဤတသက်တာတွင်ဇာတိရဲ့ရွာသည် ကိုကိုအမြင်လက်ရက်ခေါ်လျက်ရှိသည်သာနာတော်သိတဲ့ထသည် သူကိုယ်တိုင်ကျုပ်ကို လာရောက်ကြိုဆိုခြင်းပြုသည်ကျုပ်တို့ ဝန်တင်တရိတ်ဆန်များဖြစ်သည့်ကလအုံများမှာခမဲတော်မင်းကြီးထံပေးပို့လိုက်သောလက်ဆောင်ဗန္နာများနှင့်ပြည့်လျက်ရှိနေ၏။ပါမွေးများအမွေးနှင့်သားများ ပိုးတယ်များဖြစ်၏။လက်ဆောင်ဗန္နာပေးလိုက်သည့်တာမွေးများသည်ကျုပ်တို့ရှင်နန်းတော်ကြီးတစ်ခုလုံးတွင်ရှိသည့်နန်းတွင်သူနန်းတွင်သားအားလုံးကိုလောက်၏။နန်းတွင်သူနန်းတွင်သားအားလုံးခြုံ၍အိတ်လောက်၏။တာမွေးသည်ဗာရာဏသီတပြည်လုံးတွင်ရှိသည့်တာမွေးများထက်ပင်များပြားသေး၏။ နာနောသိတဲ့ထာဤတကုံကို တလူလူမြင်ရသည့်အခါတွင်ကျုပ်သည်မြင်းခတ်တုတ်တုတ်စီလာခဲ့သည်နာနောသည်လည်းမြင်းတစည်းဖြင့်ကျုပ်တို့စီသို့ရောက်လာ၏မြင်းစီလာခဲ့ရသည့်အတွက်ဖုံဖုံများပေချမ်းနေသည်မှအပနောင်တော်မှာမြည်တို့ပြောင်းလဲခြင်းမရှိပေရွှေနန်းတော်ကြီးတို့ပြန်ရသည့်အခါတွင်ကျုပ်သည်ကြေးမုံတွင်ကိုကိုကိုပြန်ကြည့်လိုက်မိသည်နေလောင်သည်ဖြင့်ကျုပ်သားအရေတို့သည်ညိုးနေသည်တို့ရာတွင် နောင်တော်မှမူကျုံးနှင့်ကွဲကွာနေရသည့် လင်းနေအတွင်မိသောမှထူးခြားစွာ ပြောင်းလဲဟန်မရှိ အနှဲငယ်အရက်ပုံမြင်လာသည်ဟုကကျုံစိတ်ထဲတွင် ထင်လိုက်သေးသည်တို့ရတွင်နောင်တော်သည်တာမွေအင်ကြီးများကိုဝှက်ထားသည့်အတွက်ကြောင့်တကြောင်အရက်ပုံမြင်လာကြောင်းကိုမူကျုပ်ခံမမရကြည်နောင်တော်ကိုကြည့်ရသည်မှာနုနယ်ပြုံမြင့်နေုံများမကသေးသွဲလျက်ရှိနေသည့်အတွက်ကျုပ်သည်သူ့ကိုလူငယ်လေးတဦးဟုရုတ်တရက်ထင်လိုက်မိသေးသည်ထို့ကြောင့်ကျုပ်တို့နှစ်ဦးတောလေသွားကြသည်ကိုတတိယနေသည် ထိုစဉ်တောင်တော်ကနှမတော်ရဲ့တော်တရားလဲသားတော်တပါဖွမ်းမြင်နေညီတော်ထိုစကားကြောင့်ကျုပ်ဝမ်းမြောက်ဝမ်းသာကြောင်းသူ့ကိုလှမ်းပြောလိုက်သည်နောင်တော်ကိုကြည့်ရသည်မှာလဲဝမ်းမြောက်နေဟန်ရှိနေသည်တို့ရာတွင်နောင်တော်သည်ချက်ချင်းဆိုသလိုပင်မျက်မှောင်ကုပ်လိုက်သည်သားတော်လေးကိုယာဟုလာလို့အမည်ပေးထားတယ်ယာဟုလာဆိုတာအတားအဆီးကိုခေါ်တာဟုပြောသည်ကျုပ်တို့နှစ်ယောက်သည်စကားတပြောပြောဖြင့် ရွှေနှင်းမြို့တွင်ဝင်လာကြသည်။နောင်တော်ကကြုတ်သွားရောက်ခဲ့စဉ်ကတန်အဖွဲအကြောင်းကြုတ်တွင်နေလောင်ထားသောအရေးမှလွဲ၍အခြားမည်သည့်အန်ဒီရဲမှကဲ့ညစ်ခြင်းမရှိဘဲပြန်ရောက်လာခဲ့သဖြင့်ဝန်သားကြောင်းစသည်တို့ကိုပြောဆိုလာသည်။ထို့သို့ပြောရင်ဒေဝရက်သည်လည်းလွန်ခဲ့သော၃လလောက်ကပင်ဗာရာဏသီမှပြန်ရောက်ခြင်းဖြင့်ပြောပြ၏။ဒါပေမဲ့ဒေဝရက်ကိုကြည့်ရတာနောင်တော်ကြီးကိုပြောင်းလဲလာတယ်။လူကစကားပြောနေလာပြီးပိုပြီးလဲကောက်ကျစ်လာတယ်။ ခမဲတော်နတ်ရဆိုင်ရင်ထင်းနဲ့အရိုက်အရာကိုခတ္တရမျိုးနဲ့တဲကသူဆက်ခံခြင်းနဲ့ပုံပဲသူဆက်ခံခြင်းနဲ့ဆိုရင်လေနောင်တော့ကရှောင်ပေးဖို့အစင်းသိမ်းရှိပါတယ်ဝမ်းအသာဆုံးပေါ့ဒါပေမဲ့နှမတော်ရတော်တရားကတော့သူ့သားတော်ရာဟုလာကိုထင်းနဲ့ဆက်ခံစေခြင်းပုံရတယ်ဒီတော့နောင်တော့အနေနဲ့ခမဲတော်အရိုက်အရာကိုမဆက်ခံလို့ပေမဲ့ဆောင်လွဲလို့မရဘူးဖြစ်နေတာပေါ့။နောင်တော်တော့အဲ့ဒါကိုစိတ်အစင်းရဲဆုံးပဲညီတော့ နောင်တော်သိတဲ့ထသည်တပင်းကြီးတစ်ချက်ကိုချလိုက်၏။ကပိလဝုတ်ပြည်သည်ဘာမှပြောင်းလဲခြင်းမရှိ။ရှင်နန်းတော်ကြီးမှလည်းရခင်အတိုင်းပင်ရှင်နန်းတော်မျိုးရိုးရှိတကားမှကျုပ်တို့ဝင်လာကြသည်။ကျုပ်တို့ဝင်လာသည့်အခါတွင် ပြာအိုးများနှင့်ဗဟုစီကြီးများပေါ်ရှိအဆောင်များကခရူသင်းများကိုမှုတ်ကြသည်။လူအများကလည်းကျုပ်တို့ကိုငေးကြည့်နေကြသည်။လမ်းမတွင်ရခင်ကားကဲ့သို့ဖုံဖုံခက်တင်ခြင်းများ ချက်ခင်ကားကဲ့သို့ပင်ကလေးတငယ်တို့အော်ဟိတ်ကစားကြမည်ချက်ခင်ကားကဲ့သို့ပင်မိကိုမျိုးပြသူများလည်းမျိုးပြကြလျက်အော်ကပိလဟုတ်ပြီသည်ဘာမှပြောင်းလဲခြင်းမရှိကြတကားရွှေနန်းတော်သို့ရောက်လျင်ကျုပ်သည်ခမဲတော်သုတော်ဒဏမင်းကြီးကို ဝင်၍ဖူးမြော်သည်ညာချမ်းချင်းရောက်ပါပြီရွှေနန်းတော်ကြီးတစ်ခုလုံးသည်ရောင်စုံမိဘုံများဖြင့်ပြူပြူပြက်ပြက်လက်လျက်ရှိ၏ ကျုပ်သည်လက်ဆောင်များနှင့်တကွတောင်မော်ဒေသတို့မှခေါ်ဆောင်လာသောလက်အောက်ခံအကြီးအကဲများကို မင်းကြီးအားဆက်သပြီးနောက်ကျုပ်ခန်းဆောင်သို့ပြန်လာခဲ့သည်ခန်းဆောင်တွင်ကျုပ်ကိုစောင့်ကြိုနေသည့်တုဇာတိကို မြင်တွေ့ရ၏တုဇာတိမှမုန်းစိတ်တို့ဖြူဖွေးစပြုနေပြီထို့နောက်တွင်ကျုပ်တို့တန်အဖွဲ့ပြန်ရောက်သည့်အထိမ့်မတ်အဖြစ်ရွှေနန်းတော်ထဲတွင်ပျော်ဝဲရှင်ပွဲများကိုလေးရက်တိုင်တိုင်ကျင်းပကြသည်လေးတင်ပွဲများစက်တောင်ရိုက်ပွဲများ စစ်တူရင်ပြိုင်ပွဲများကျင်းပကြပြီးစစ်တူရင်ကိုထိုးကြရင်ကျောက်ကအချစ်သည်စစ်တူရင်ထိုးခြင်းနှင့်တူကြစစ်တူရင်ထိုးရာတွင်မိမိ၏ရွှေခွက်နှင့်တစ်ဖက်လူ၏ရွှေခွက်ဟူ၍ရှိကြောင်းယခုလည်းအလားတူပင်ဖြစ်ကြောင်းမိမိကလည်းချစ်၍မိမိအချစ်ခံရသူလည်းပြန်ချစ်ဖို့လိုကြောင်းမကြမီတညက်နေတွင်တို့တို့နှစ်ဦးသည်ဥယျင်ထဲတွင်လမ်းလျှောက်နေကြသည်ဤတွင်နောင်တော်ကတုန်ခနဲ့ရက်လိုက်ပြီးလျင်ခမဲတော်တော့ ညီတော်တယောက်တွေ့ကျင်ရတော်တယောက်တွေ့ထားပြီကျုံမှာထိုစကားကြောင့်အံ့အားသင့်လျက်ညီတော်လက်မထက်ကျင်သေးဘူးနောင်တော့ညီတော်ဟာအခုမှ25နှစ်ပဲရှိသေးတယ်အခုအချိန်မှာသွားပြီးလက်ထက်ရင်ညီတော်ဖို့ဘာပြောရှင်မှုရမှာလဲနောင်တော့အချိန်စောသေးတယ်ထင်ပါတယ်နောင်တော်ပြုံးလိုက်၏ညီတော်ဟာမင်းကြီးမင်းသားတပါးမဟုတ်လားဒီတော့မင်းကြီးမင်းသားတို့ရဲ့တာဝန်ကိုယူရလိမ့်မယ် ဒီတော့ဘလို့ပဲဖြစ်ပါစေညီတော်ဟာမင်းသမီးတစ်ပါးပါးနဲ့တော့စူလျာရစ်ပတ်ရပဲလိမ့်မယ်။ဘယ်သူနဲ့လဲလဲနောင်တော့မန္လာမင်းသမီးတစ်ပါးပါးနဲ့မြန်လာမသိဘူး။ကျုပ်ကမဖြစ်နိုင်ဟုတင်းမိသဖြင့်နောက်ပြောင်ပြော၍ပြောလိုက်ခြင်းဖြစ်သည်။နောင်တော်ကခေါင်းငိမ်ပြလိုက်၏။ကျုပ်စိတ်ထဲတွင်မူမန္လာမင်းသားတို့တိတောက်ကျူးပုံကာမဂုံစည်းစိမ်တို့ကိုအလွန်အကျွံခံစားပုံတို့ကိုမြင်ခဲ့ရကြတဲ့ကစိတ်ပြက်လက်ပြက်ရှိရာ ယခုကျုပ်အားမန္လာမင်းသမီးတစ်ပါးပါးနဲ့လက်ထပ်ပြီးတော့မည်ဟုသိရသည့်အတွက်များစွာ စိတ်ပြန့်မိလေ၏ထိုစဉ်တနစ်တနိုင် နောင်တော်တိတ်တထအတွက်ထူဆန်းသည့်အချင်းရာတစ်ခုပေါ်ပေါက်လာခဲ့သည်နောင်တော်သည်မနေ့လင်း၍မြခင်များပေါ်တွင်နှင်းပေါက်ကလေးများသီးနေခြင်းမျိုးဆိုလျင်ဥယျင်တော်ထဲတွင်လမ်းလျှောက်ထွက်တတ်၏ထိုအခါမျိုးတွင်ယထာထိန်နှင့်ယထာတို့ကခက်လန်းလန်းမှလိုက်ပါလာကြသည် နောင်တော်သည်အပြင်သို့သွားရလျင်ယထာထိန်ဆန္ဒကလိုက်ပါရမည်ဖြစ်သည်ထိုနေ့မနေ့၌နောင်တော်သည်ဆန္ဒကိုခေါ်လျက်ဥယင်တော်ထဲတွင်လမ်းလျှောက်ထွက်လာခဲ့သည်ဥယင်တော်ထဲတွင်နှင်းရီတို့ကိုခံထားသည့်ကြောက်ကြရများချထားသည်ကိုတွေ့ရသည် ထိုချိန်ကဒေဝရလည်းနမ်းမြို့ယိုတွင်ရှိဥယင်တော်တစ်ခုမှနန်းဆောင်တစ်ဆောင်တွင်တဲခိုလျက်ရှိနေသည် နောင်တော်သည်ဥယင်ထဲသို့ဆင်းလာရာစန္ဒမှာယထာပေါ်မှဆင်းသက်ကသူ့နောက်မှလိုက်ပါလာ၏ ရထားမြင်းမှကာချိုးတစားများသည် နေရောင်တွင်ပြောင်းလဲနေကြသည်။နောင်တော်သည်ငှက်ငယ်များကို၎င်း၊ပန်းပွင့်များကို၎င်းကြီးစုရင်းဥယျင်ထဲသို့ရှောက်လာခဲ့၏။နှင်းတို့မှတဖြည်းဖြည်းလွင့်ပြေစွာပြူလီပြီ။ထိုစဉ်တွင်သူ့စိတ်ထဲ၌တစုံတရာပြောင်းလဲသွားသည်ဟု ထင်လိုက်မိသည်။မြည်သည့်အရာပြောင်းလဲသွားခြင်းကို သူလည်းကောင်းကောင်းမသိ။လေထဲတွင်တစုံတရာပြောင်းလဲသွားသည်ကို သိလိုက်၏။သစ်ပြင်းများကိုကြည့်တော်လဲ။ ပြောင်းလဲမှုကို မတွေ့ရ။တည်တည်များတည့်ရက်များတွင်လည်းဘာမျှပြောင်းလဲခြင်းရှိသည်ကို မတွေ့ရ။တို့ရာတွင် တစုံတရာပြောင်းလဲနေမန်းကိုကနောင်တော်တည်လိုက်သည်။နေထဲတွင်တစုံတရာသော အနံ့ကိုရသည်ဟုထင်လိုက်မိ၏။ထို့ကြောင့်နောင်တော်သည်ခြေလမ်းများကိုနှိမ့်လိုက်ကနောက်မှလိုက်လာသောစန္ဒကိုဆောင်နေသည်။တို့ရရင် ထိုအချင်းရာကို တရားထဲမြင်လိုက်ရသည့်အတွက်ရှေ့သို့လဲခက်တုတ်တုတ်လျှောက်လာခဲ့သည် ထိုစဉ်တွင် နောင်တော်မြင်လိုက်ရသည့်အချင်းအရာမှာတခြားမဟုတ် သူ့အိုကြီးတယောက်ဤပုံဖြစ်နေ၏သူ့အိုကြီးမှာအိုမင်းလာပြီဖြစ်သည့်အတွက်ဦးကောင်းမှအရေတို့ပင်လျင်ဦးကောင်းခွန်ထဲသို့ ရှုံဝင်နေကြလေပြီဖြူဖွေးသောစပင်တို့သည် အထွေထွေဖြစ်ကာပခုံးမို့သို့ဝဲကျနေကြလေသည် ပထမသောနောင်တော်သည် ပြင်၍လှဲ့မည်ဟု စိတ်ကူးလိုက်သည်သည် စိတ်တွင် ထင်ချင်းဖြစ်လေသလိုဟုစဉ်းစားမိ၏ ို့ရတဲ့မိမိနဲ့အတူလိုက်ပါလာသည့်ဆန္ဒမှလည်းဗဇက်အဟောင်းသားဖြစ်ကဥယျာဉ်တတိုင်းအနီးရှိသူအူကိုကြည့်လျက်ရှိသည့်အတွက်ယခုမြင်ကွင်းမှာမိမိ၏စိတ်တွင်ပေါ်လာသည့်မြင်ကွင်းမဟုတ်ဘဲတကယ်အမှန်ဖြစ်ကြောင်းကိုနောင်တော်သိလိုက်၏။နောင်တော်၏တသက်တာတွင်ထုံများလောက်ဦးမင်းသော သူအူတယောက်ကိုမမြင်ဘူးသေးချေ။သူဘယ်ကလာတာလဲ။ဒီကိုဘာရွယ်ချက်နဲ့လာတာလဲ။ဟု နောင်တော်စိတ်ထဲမှရွတ်ဆိုနေသည်။ သူတို့ရဲ့အနံ့ကြောင့်လေထဲမှာအနံ့တစ်မျိုးပြောင်းလဲသွားခြင်းဖြစ်ကြောင်းမှဟုစန္ဒကလျှောက်လာသည်။နောင်တော်သည် သူ့အိုးထံသွား၍မကြည့်တော့ဘဲစန္ဒကိုခေါ်ကာဆေလွတ်ပြီးလိုအပ်သည်ကိုထောက်ပံ့စေလိုက်သည်။လူစိမ့်သူစိမ့်တို့ဥယျင်ထဲသို့အဘဲပုံဝင်ရောက်လာကြောင်းကိုစုံစမ်းစစ်ဆေးကာမိမိနန်းတော်သို့ပြန်လာကြကာသူအိုမှာအသက်အရွယ်အလွန်အိုမင်းလျက်ရှိနေပြီဖြစ်သည့်အတွက်စကားကိုတော့မှမပြောနိုင်တော့ကြောင်း ဥယင်တော်တဲ့သူမြည်သူဝင်ရောက်လာကြောင်းမြည်သူမှမသိကြကြောင်းထိုများလောက်အိုမင်းရွတ်တော့နေသူတူအူကိုမြည်သူမှမမြင်ဘူးကြောင်းပြောကြသည်ငါ့ကိုတခုခုနမိတ်ပြနေတာဖြစ်မှာပဲဟုနောင်တော်တွေးနေသည်နောက်တနေ့မနေ့တွင်နောင်တော်သည်ဥယင်ထဲသို့ဆင်းရဲမြည်ကိုဆိုးရွံ့လျက်ရှိနေ၏ဇနေလဲမနေ့ကကဲ့သို့နမိတ်တစ်မျိုးကိုမြင်ရလိမ့်မည်လို့ဟု စိတ်တွင်ထင်လျက်ရှိနေသည်ရာသီမှာကဆုံလရာသီဖြစ်လျက်ညာမင်းတို့တွင်ညာပွင်းတို့ဝေစားပြုလိမ့်မည်ဒုတိယမြောက်နေ့တွင်မူနောင်တော်သည်ခါတိုင်းကဲ့သို့ပင်ဥယင်တော်ထဲသို့ဆင်းလာခဲ့သည်နောင်တော်သည်ပထမတော်ဘာခိုးမြကောင်းစွာမမြင်ရနှင်းမြူတို့ဝေဆိုင်ကတစ်ပင်များပေါ်တွင်ကျင်းငတ်တို့ကအော်မြည်လျက်ရှိကြ၏ဆန္ဒကလည်းသူမြင်းများကိုတီတိုစကားပြောလျက်ရှိနေသည်ကို တွေ့ရသည် ်ထိုစဉ်ကအနောင်တော်သည်တနေရတွင်မြက်တော်ထဲ၌အိုင်းအနာကြီးတို့ထက တွေးတွေပြီးတွေအလင်းလင်းဖြင့်လဲကြနေသောလူတယောက်ကို တွေ့မြင်ရလေသည်ထိုသူသည်မြက်ရှောင်းမွေကောင်ကဲ့သို့သူတို့နှစ်ဦးအနီးသို့တွားသွားနေသည်ကိုမြင်ရ၏ကွင်းစာကွင်းပေဤသည်တို့မှနောင်တော်ကပြန်ပြော၍သိရခြင်းဖြစ်သည်အလုံးဒီလိုအချင်းရမျိုးဟာမဖြစ်နိုင်တဲ့အချင်းရမျိုးပဲ ဟုနောင်တော်ကပြောသည် ဥယျာဉ်တော်တဲကိုဘယ်လိုများရောက်လာတာလဲဟင်နောင်တော်ကစန္နကိုလှမ်းမိလိုက်သည် စန္နသည်ယထာအနေတွင်ရက်နေရာမှနောင်တော်စီသို့လျှောက်လာသည်အင်းတကယ်တော့တို့များရဲ့အဖြစ်ကလည်းထောင်ထဲနှောင်အိမ်ထဲရောက်နေတာနဲ့အတူတူပဲကလားနောက်မှစန္နကစောင့်ကြက်လို့ရှေ့မှာပြည်ဖို့ပြည်ဆွေးတွေပြည်ကြံပြီးတကူလုံးအိုင်းအနာတွေနဲ့ဆွဲနေတဲ့သူနာကြီးကရှေ့မြက်တော်ထဲမှာလဲလို့ မြက်တော်ထဲတွင်တရွေ့ရွေ့တွား၍လာနေသည့်သူနာသည်နောင်တော့အနီးသို့ရောက်လာသည်။ကြောပြင်းကြီးတပြင်းလုံးသည်အနာစင်းတွေပေါက်ကသွေးတန်တို့ဖြင့်ရဲလျက်ရှိနေ၏။တင်ပါလက်မောင်းဝမ်းပိုက်စသည့်နေရာတို့တွင်လည်းအနာများပြည့်လျက်ခြေထောက်များမှလည်းသွေးမရှိတော့တကယ်သူပြာမွဲလျက်ရှိနေသည်။ထိုရာသည်ပါဇက်မှာတအင်းညင်းညူက သူတို့အနီးသို့ရောက်လာသည်။ခေါင်းကိုမော့၍သူတို့ကိုကြည့်လိုက်သည်။ ထိုအခါ၌ကထိုသူနာ၏မျက်နာပေါ်တွင် အနှဲငယ်မျှတင့်တယ်ခြင်းမရှိသောအနိဋ္ဌာယုံကြည်ကိုပြက်ပြက်ထင်ထင်မြင်လိုက်ရလိမ့်မည်။သူနာ၏မျက်နာတစ်ပြင်လုံးသည် အနာကြီးတွေနှင့်ထူပိန့်လျက်ရှိနေက မျက်ခုံကြီးတွေလည်းဖူးယောင်လျက်ရှိနေ၏။ဗဇက်ကူက ရှာ၍ပင်မတွေ့ကြ။နောင်တော်သည်ရုတ်တရက်ရောင်၍អော်လိုက်သည်။សန္ဒသည်နောင်တော်၏អော်တန်ကြောင့်ပြေးလာခဲ့ရာ ထိုအနိဋ္ဌာယုံကိုမြင်လိုက်သည်နှင့်ပြုတ်တက်လာကတဝောဝထိုးအံနေသည်မြင်းများမှလည်းထိုရှုခင်းကိုမြင်ကကြောက်လန့်သွားဟန်ဖြင့်အဝေးသို့ထွက်ပြေးလျာခြုံတယ်များကိုပင်ခက်သက်သက်ကြားရလေသည်နောင်တော်သိတတ်ထသည် ကိုကိုကိုအာတင်းကသူနာကိုငုံကြည့်လိုက်သည်မြည်သူမြည်ဝါပင် ဖြစ်၍မြည်သည့်အရက်မှ ဖြစ်ကမြည်သည့်အကြောင်းကြောင့်ဒီနေရာကိုရောက်လာသည်နည်းဟု မင်းမြဲစုံစမ်းခြင်းသည့်တိုင် ထိုသူနာထံမှအဖြေကိုမကြရာတအင်းအင်းကြီးတန်ကိုသာကြားနေရသည်မြတ်တော်တဲတွင်တွားသားလျက်ရှိနေသည်ဖြစ်၏ပြည်တဆူဆူနှင့်ဖြစ်နေသောအနာကြီးဖူးရောင်နေပုံ ပုပ်ပွားနေပုံကို ကြည့်ရသည်မှာကြက်သီးထစရာကောင်းလာသည်ဆန္ဒသည်အစီတော်များကိုပြေးခေါ်ကတူနာကိုမှု့ရာခေါင်းအုံးဆောင်းတို့ဖြင့်လွှမ်းထားစေ၏ ြီးနောက်သူနာကိုတခြားသူတည်ဆောင်သွားစေသည်။နောင်တော်သည်ထူမြင်ကွင်းကြောင့်များစွာစိတ်တုန်လှုပ်ခြောက်ခြားလာကနန်းတော်သို့ပြန်လာခဲ့သည်။မိမိမြင်ခဲ့ရသည့်ရှုခင်းသည်တကယ်ရှုခင်းလော။မိမိစိတ်ကထင်ကျင်းလောဆိုသည်ကိုဝေခွဲမရအောင်ဖြစ်နေသည်။နောင်တော်သည်ဥယျာဉ်ထဲမှနန်းတော်စီသို့ခတ်တုတ်တုတ်လျှောက်လာခဲ့သည်။ နန်းတို့တို့ပြန်ရောက်သည့်အခါတွင်နောင်တော်သည်မိမိနှင့်လိုက်ပါလာသည့်ရံရွေတော်များအားမြည်သည့်ထူချသောအချင်းရမျိုးမြင်ခဲ့ရသည်ဟုမိတ်ကြည့်သည်။ဘာမျှထူချသောအချင်းရကိုမမြင်ခဲ့ရကြောင်းဖြင့်ရံရွေတော်များကဖြေကြသည်။နောင်တော်သည်မကျေနပ်သည်နှင့်မိမိနှင့်လိုက်ပါ၍အခြားရံရွေတော်များကိုလည်းမေးမြန်းကြည့်ပင်သည်။သူတို့ကလည်းအလားတူပင်ဘာမျှမမြင်ခဲ့ရကြောင်းဖြေကြသည်။ နောက်ဆုံး၌သူနာကိုပြုစုကပတ်တီးစင်းအောင်ပေးသည့်အစီခံများကို တွေ့သည့်အခါမှမိမိမြင်ကြရသည့်အချင်းရသည်စိတ်ကထင်ခြင်းမဟုတ်ဘဲတကယ်တွေ့ကြုံကြရခြင်းဖြစ်ကြောင်းနောင်တော်သည်တဘောပေါက်တော်သည်အစီတော်များသည့်သူနာအားမြည်သည့်နေရာသို့ခေါ်သွားမည်နီဤနေရာသို့မြည်သောမြည်ပုံရောက်လာသည်နီဇခုကဲ့သို့အနာရောဂါများကိုမြည်သောမြည်ပုံရလာသည်နီဟုအကျိုးအကြောင်းမေးမြန်းစုံစမ်းတော်လဲဘာမျှမေးမြန်းစုံစမ်း၍မရချေ ဤတွင်အဆောင်များကိုဆင့်ခေါ်၍စစ်ဆေးကြည့်သည်သူတို့သည်ယနေ့နဲ့တွင်မြည်သည့်အချင်းအရာကိုမှထူးထူးခြားခြားမတွေ့ရကြ။နန်းတော်ဝင်းထဲတွင်ထိုသူနာမြည်တို့ရောက်လာသည်ကိုလည်းမြည်သူများမသိကြောင်းဖြင့်ပြောဆိုကြသည်။ခဏအကြာတွင်ရတော်ရရာလည်းမျက်နှာဖြူရောကပြန်ရောက်လာသည်။နောင်တော်သည်တမားတော်တို့ကိုပင့်၍ထိုသူနာကိုအိမ်တွင်ပြုစုစေသည်။ထိုသူဤအမျိုးအမည်ကိုလည်းမောင်းခြင်းနှင်းခက်စေရန် ကပိလဟုတပြည်လုံးတွင်စုံစမ်းစီသည်တို့ရတွင်ထိုသူ၏အမျိုးအနွယ်ကိုမြည်သူမြမပြောနိုင်ကြမိမိဥယျင်ထဲသို့ရောက်လာသည့်သူနာသည်လဲရေစိုးမြောင်းအတိုင်းလိုက်လာကဥယျင်ထဲတွင်အေးအေးချမ်းချမ်းဖြင့်လာရောက်အိတ်ဆက်နေသူတူဦးဖြစ်လိမ့်မည်ဟုသော မျှော်လင့်ယူဆလိုက်၏ လူငယ်သည့်နှစ်များမကြာမီကလည်းအပြင်လူတယောက်သည်ရေစိုးမြောင်းအတိုင်းလိုက်လာကမင်းသားငယ်တစ်ပါး၏ဥယျင်ထဲသို့ရောက်လာခဲ့ဘူးသည်မဟုတ်လောနာစင်အပိကကြသူဒုတိယချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်